စကိုင်းဒေးလီကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်စင်ပေါင်းလို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းကြောင်းရာကတော့ဓမ္မပါဠိဇာတော်ဤမွေးနေဓမ္မဆက်ကြာအောင်ပွဲနေဓမ္မဆက်ကြာဆုနင်းသပင်းနေဝါဆိုသင်္ကန်းကက်လူဝဲအခမ်းအနားကျင်းပသွားမယ့်သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဓမ္မပါဠိဇာတော်အရှင်ပါကရာလင်္ကာရာဓမ္မကတိကဂုံတူးဆောင်ကိုပွဲရာဓမ္မပါဠိဖောင်ဒေးရှင်းအကျိုးတော်ဆောင်ချုပ် မြို့နယ်တန်ခါနာယကအဖွဲ့အတွင်ရေးမှုတိုင်းတန်ခါဝန်ဆောင်ပြည်တွင်ပြည်ပသာသနာပြုဓမ္မစက်တာစဝိုင်းဒေသနာကျမ်းပြုဆရာတော်ဤမွေးနေ့နေ့ဓမ္မစက်တာအံပွဲနေ့အထင်းအမှန်အဖြစ်ဓမ္မစက်တာဆောင်းပါပြိုင်ပွဲဝိရုပ်ပြိုင်ပွဲစုပေးပွဲနေ့ဝါဆိုသင်ငန်းဆက်ကလူရန်ပွဲကိုတော့ဇူလိုင်လ14ရက်နေ့တွင်ကျင်းပသွားမယ်လို့သိရပါဗျ။မြန်မာနိုင်ငံလုံးဆိုင်ရာအလွတ်တန်းဆောင်းပါပြိုင်ပွဲတွင် ဆောင်းပါးကို A4 စာရွက်ဆယ်မျက်နှာအတွင်းရေးသားပြီး Viber ဖုန်းဖြင့်ပို့ရသော၎င်းပြိုင်ပွဲဝင်စာမှုများကိုဂျွန်လာ၁ရက်နေ့မှဂျွန်လာ30ရက်နောက်ဆုံးထားပြီးပေးပို့ရမည်ဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ရန်ကုန်တိုင်းလုံးဆိုင်ရာဓမ္မစကြာဝိရုပြိုင်ပွဲတွင် အဖွဲ့14ဘွဲ့တဖွဲ့လင်းအသက်30နှစ်အထက်မ20ဦးအရန်3ဦးရှင်ပြန်ရမည်ဖြစ်ပြီး 1389ခုနှစ်ဝါဆိုလားပြေကျော်2ရက်နှင့်3ရက်ဇူလိုင်လ17ရက်နှင့်12ရက်ပြင်ပြန်ရမှာဖြစ်ပြီးပြိုင်ပွဲနှစ်ခုစလုံးရဲ့ပြဋ္ဌာန်းကျမ်းစာမှာဓမ္မစကြာစဝိုင်းဒေသနာအခြေခံနေသီလကျင့်စဉ်အကျဉ်းစာအုပ်နေအခြားဓမ္မစကြာဆိုင်ရာစာပေများဖြစ်တယ်လို့သိရပါတယ်အဆိုပါဆောင်းပါးနှင့်ဝိယုပြိုင်ပွဲများတွင်ပထမစု10သိန်းဒုတိယစု9သိန်းတတိယစု9သိန်း ဆောင်းပါးနှစ်သိန်းစုနှစ်စုကို၃သိန်းကျပ်စီချင်းမြင့်သွားမှာဖြစ်တယ်လို့ဝါဆိုတင်ငန်းကက်လူဝဲတွင်တင်ငန်းကို ကိုယ်တိုင်ဝယ်ယူ၍ဆက်ကက်လူရန်နိုင်တယ်လို့ကျောင်းမှစီစဉ်ပေးထားသောတင်ငန်းကိုဝိတ္ထုငွေဖြင့်ဝယ်ယူပြီးဆက်ကက်လူရန်နိုင်တယ်လို့သိရပါတယ်။ဒါအပြင်ငွေရဝိစာကူတို့တရားစာအုပ်အလူယာနာဒါနာရင်ကျိုးဖို့အလူပြိုင်ပွဲတွင်ချီးမြှင့်မြှင့်စုများပင့်တန်ကလူဝယ်အလူ စွန်းဖြော်ရီရေတန့်အလူတို့ကိုလည်းပါဝင် လူရန်ကုသိုလ်ယူနိုင်ကြောင်းနှိပ်ပန်အကျိုးမျှော်လို့နှိုးဆော်လိုက်ရပါတယ်ရှင်ကုသိုလ်ပြုပါဝင် လူရန်လို့သူများအနေနဲ့ဖုန်းနံပါတ်39 9436112နဲ့39969436112တို့ကိုဆက်သွယ်ဆောင်နိုင်ကြောင်းကိုလည်းနိုင်ငံအကျိုးမျှော်လို့ထပ်မံနှိုးဆော်လိုက်ရပါရဲ့ရှင်။